ဒီမိုကရေစီအကျိုးပြုကရင်တမ်တော် DGB ထိန်းချုပ်ထားတဲ့ကရင်ပြည်နယ်မြဝတီမြို့နယ်မင်းလက်ပံကျေးရွာနယ်အနီးတဝိုက်ကထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ပြီးမှရှောင်းနှရှောင်းနဲ့ပြည်နယ်နေတယ်လို့သတင်းရရှိပါတယ်။တိုက်ပွဲတွေကြောင့်စစ်ရှောင်းရသူဒေသခံတွေကြားဖြန့်ယုံတွေကရှောင်းလာတဲ့နိုင်ငံသားသားကြားဖြန့်တွေနေရာလည်းမပြောင်းနိုင်တယ်လို့ထိုင်းဘက်ကံကလည်းမကူးနိုင်ပဲတောင်းတင်နေကြတာပါ။ မြမပချမ်းတောင်ရင်မြစ်ပေးမှာအွန်လိုင်းငွေလီလုပ်ငန်းခွင်တွေကနိုင်ငံသားသား300နီးပါးဟာနေရပ်ပြောင်းနိုင်မှုစောင့်ဆိုင်းရင်တောင်းတင်နေစေဖြစ်တယ်လို့သိရပါတယ်။ဒီကြားဖြန့်လုပ်သားတွေဟာလူဝင်ဘာလ21ရက်နေ့ကကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNL ပူပေါင်းတပ်တွေက DGB ရဲ့အဆောင်ရှောင်းနဲ့လဲပတ်နေတဲ့ကြားဖြန့်ရုံကိုတွေ့ရှိရှင်းလင်းနိုင်ခဲ့ပြီးတဲ့နောက်နိုဝင်ဘာ26ရက်မှာခေါ်ထုတ်လာခဲ့တဲ့သူတွေဖြစ်ပါတယ်။လက်ရှိတောင်ရင်မြစ်ပေးတောင်းတင်နေတဲ့သူတွေတဲ့ မလေးရှား၊ဗီယက်နမ်နဲ့တရုတ်လူမျိုးတွေဖြစ်ပြီးတရုတ်စိုက်တွေထဲမှာကြန့်ရှိနေသေးတဲ့လူဦးရေ80ကျော်ကိုတော့ KNU ကဒီဇင်ဘာ2ရက်မနေ့ကတောင်ရင်မြေဘေးကိုထပ်မံရွှေ့ပြောင်းပေးလိုက်ပါတယ်။အခုတောင်ရင်ဘေးမှာကဆစ်ဆောင်ကနှစ်ဆောင်ရှိတယ်။တချို့ကဒေသခံတွေ၊တချို့ကကြားဖြန့်ကနေတောင်ရင်မှာတောင်တင်ပြီးရှောင်နေရတဲ့သူတွေပေါ့။ထိုင်းရနာပိုင်တွေကတော့15ရက်တုံးနဲ့ကူးပေးနေတာ။အယောက်600ကျော် ပေးကူးပြီးပြီ။ပေးကူးပြီးတဲ့ကြားဖြန့်တွေကတော့ထိုင်းဆူရကစစ်စစ်ပြီးရုံးတွေကိုခေါ်သွားတယ်။ ြီးရင်သူတို့နိုင်ငံကိုပြန်ပို့တာပေါ့လို့ထိုင်းစစ်ဆေးရေးဂိမ်းတဲ့နှိစက်သူသတင်းရင်းမြစ်တဦးကပြောပါရယ်။ထိုင်းမြန်မာနယ်စပ်မင်းလက်ပံရွာမှာရှိတဲ့ကြားဖြန့်စခန်းတွေကနေစံနေသေးတဲ့အယောက်တထောင်ကျော်ကို KNU ကကဲထုတ်ဖို့ပြင်ဆင်ခဲ့ပေမဲ့လူကြီး900ကျော်ဟာစခန်းကိုစွန့်ခွာဖို့စံတာမရှိ ဖြစ်နေတယ်လို့ KNU ကပြောပါရယ်။စကန်နေကနေထောက်ခါလို့စိတ်မရှိကြတဲ့942ယောက်ထဲမှာကာဇက်စတန်အမျိုးသမီး2ဦး၊အင်ဒိုနီးရှားအမျိုးသမီး2ဦး ထိုင်ဝမ်မျိုးသမီး၄ဦးဗီယက်နမ်မျိုးသမီး၄ဦးလာအိုအမျိုးသမီး၁ဦးတို့ပါဝင်ပြီးကျန်သူတွေဟာတရုတ်နိုင်ငံသားတွေဖြစ်တယ်လို့သိရပါဗျ။ KNU ဟာကြားဖြတ်စခန်းထဲမှာရှိတဲ့အယောက်3600နေပါတဲ့ကနေစခန်းပြင်ကိုထွက်လို့တဲ့2600ကျော်ကိုကဲထုတ်ထားပြီးဖြစ်တယ်လို့သိရပါဗျ။မတန်နာတာတော့မဟုတ်လူတိုင်းတော့သူ့လူလူတွေးရှင်းပဲပဲ။နားတယ် ဒါမဲ့ဒုက္ခပြီးခဲ့တဲ့လူကြီးကြတော့လေသူတို့လည်းကိုယ်သူတို့တရုတ်ပြီးရောက်ရင်ကျွန်တော်တို့လည်းတနာမဟုတ်ဘူးတနာတော့တနာသူတို့ငတ်နေကျွန်တော်ငါးကြူးလိုက်ရတာပဲအဲ့လိုဆိုထမင်းတနက်သူတို့ထမင်းတနက်လေးစားရရင်ရပြီပေါ့ဒါပေမဲ့သူတို့ဘလို့ဘလို့လို့ကူလာလည်းမသိဘလို့လို့ခုဘက်ကရောက်လာကျွန်တော်တို့မသိဘူးလူရဲ့လို့ဖြစ်အဲ့လိုသွားတော့ကျွန်တော်လည်းမသိဘူးကျွန်တော်တို့ပြတ်လာကြကျွန်တော်တို့ဖတ်ပြနေရတာပဲ ကရင်မျိုးသားလွတ်မြောက်ရေးစံတော် KNL ပူပေါင်းတပ်တွေကနိုဝင်ဘာ22ရက်နေ့ကမင်းလက်ပံဒေသကြားဖြန့်ရုံတွေကိုဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက်စစ်ကောင်ရှင်တပ်က drone တိုက်ခိုက်မှု၊လေးကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုစတိုက်လှုပ်လာနေတာပါနိုဝင်ဘာ30ရက်နေ့ကလည်းနေရက်ပြန်ဖို့ဆောင်ဆိုင်နေတဲ့ကြားဖြန့်လုပ်ငန်းတွေက ထောက်ခါလာသူတွေစုဝေးနေတဲ့မြစ်ကမ်းနဲ့ထိုင်းဘက်ခြမ်းကိုစစ်ကောင်ရှင်တပ်ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးတွေကြားရောက်ပောက်ခွဲခဲ့ပါသေးတယ် ဒီပောက်ကွဲမှုကြောင့်ထိုင်းဘက်ခြမ်းမှာရှိတဲ့မြန်မာဆစ်ဆောင်ကလေးတွေနဲ့ရွှေပြောင်းလုံသားတို့ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါသေးတယ်။